ဒါယာမင်းဝေရဲ့ဥဒန်းဆိုတဲ့ကဗျာကိုရွတ်ပါမယ်ဥဒန်းပြာဝင်းဝိုးဝါတဲ့စောင်းနှင်းများကသာတမန်ရဲ့ဘာသာစကားဖြစ်မယ်ဆိုရင်တလိမ့်လိမ့်ခရွင်းတဲ့သွေးနှင်းဆက်တွေတို့မြေမှာမှိုင်းမှိုင်းဝေရော့မယ် ေသူရဲ့အယိုးတွေကရှင်သူကိုဘာလို့ရမယ်လို့အန်ချီဖွားဖွားရည်ညွှန်းကြတာတမိုင်းလို့ဆိုရမယ်ရာဇဝင်စိုးရဲ့အယိုးတွန်တန်ဘဒုထံပါတေဆောင်သွားမလဲနှင်းတို့ရဲ့ဒီဘက်ကဘာခိရဲ့ရဲရင်တဲ့တမိုင်းเจ้าဟာဒုပြီကအเจ้าသားအလောင်းတွေစီမှာရှိတယ် သားပြောက်ရှာနေတဲ့အမေကိုသူ့အောက်ကမိကမိမိလို့တူတူလေးခေါ်နေတယ်မိမိရဲ့မိမိရဲ့မိမိရဲ့သာဘရင်ရဲ့စနစ်ဆိုးကြောင့်ပြည်တစာဖြစ်ရတဲ့ရရှားမာလေးဟာအိယာထဲမှာငိုနေတယ်နေဝင်းရဲ့စနစ်ကြောင့်တပုံဖြစ်ရတဲ့အကြောင်းသားတွေ လမ်းပေါ်မှာတိုက်ပွဲဝင်နေတယ်။ဒီနေ့ပွဲဟာရှုံးရှုံးနိုင်နိုင်ရှင်ပြန်ချင်းသာအဓိကဆိုတဲ့ပွဲမဟုတ်ဘူး။သူသေးကိုသေးအပြိုင်နှွဲဝိညာဉ်ချင်းရိုက်တဲ့ပွဲဖြစ်တယ်။ဟေ့ကျိုးစင်ငါရင်ကော့ပြီးလာခဲ့မယ်။ရွှေဖုံးလူဒါရမင်းမူပါ